ဘစ္စမ illah ar-rahman ar-rahim alhamdulillah ကျွန်တော်တို့အာဖကီရူဒူရဲ့တန်ခမ်းသာ၅ကိုဖတ်မှာဖြစ်ပါတယ်ဒီတန်ခမ်းသာမှာကျွန်တော်တို့နန်ဇာတွေရဲ့အမြတ်စားတွေကိုဖတ်မှာဖြစ်တယ်ဒီနန်ဇာတွေရဲ့အမြတ်စားတွေကိုအလွတ်ကြက်ထားမယ်ဘာလို့ဆိုတော့ဘာသာစကားတစ်ခုမှာနန်ဇာတွေရဲ့အမြတ်စားတွေကအဓိကကျတဲ့အင်္ဂလိပ်ဘာသာစကားရပြောမယ်ဆိုလို့ရှိရင်ပထမအမြတ်စားကို subject pronoun လို့ခေါ်တယ်ဒုတိယအမြတ်စားကိုကျတော့ object pronoun လို့ခေါ်တယ်တတိယအမြတ်စားကိုကျတော့ possessive pronoun လို့ခေါ်တယ်တပတ်ပေါက်ကြည့်နော်ဥပမာဖြင့် my မယတိတ်ပဲကျွန်တော်မူဂျေဒါမမောမူဂျ်ကိုမူဂျေမူဂျ်ကိုကျွန်တော်ကိုသဘောပေါက်ပြီနော်မေရာမေရီမေရေမေရာမေရီမေရာဒိတ်ပဲကျွန်တော်ဤအခုဒီမှာသုံးလုံးပါကြံဖြတ်သွားတာဒီကအထီးအမအများကြီးအနေကြီး꿰သွားတာကျွန်တော်တို့အတိကပထမမျိုးဆက်တစ်ခုကိုပဲမှတ်နိုင်ဖို့ကြိုးစားမယ်။ကျန်တဲ့နှမျိုးကသူ့ဘာသာသူတစ်ဖြည်းဖြည်းဖြစ်လာမှာပေါ့နော်။နောက်တစ်ခုကကြတော့ wo wo အတိတ်ပဲထိုသူထိုသူမှဦးစေဦးစေအတိတ်ပဲသူ့ကိုသူမကို အဲ့ဒါကို उसको ले တုံးတယ် उसको अटैक ပဲလေ तू ကို तू မကိုတဘောပေါက်ပြီနော် उसका उसका अटैक ပဲ तू ही तू မ ਈ အဲ့တော့အထက်မှာအနေကအများကြီးနဲ့ကျွန်တော်တို့ ki k အလိုမျိုးတုံးနေပါတော့နောက်တစ်ခုကကြတော့ ye ye အတိတ်ပဲ d ဟာ d သူ d သူမ ise ise အတိတ်ပဲ d ဟာကို d သူကို d သူမကို isko isko လေးတုံးလို့ရတယ်ပေါ့နော် ise isko နှစ်ခုလုံးအတူတူပဲနောက်တစ်ခုကကြတော့ iska iska deibe di lui di tu mai di hai alo mya deibe no naw to phwa jaro tu tu a deibe me ne tu ji tu ji a deibe me go ne go tu ji go tu ji go le tong lo ya le no me go ne go a deibe no tera teri tere a deibe ga ne me ye a deibe bo no naw to phwa jaro aap aap a deibe aten di aap ko aten go aten a आपको अतेंगो अतें आओ नो नाउ टू हुआ चारो आपका အာကီအာကေအတိတ်ပဲကအတန်ကြီးပေါ့နော်နောက်တစ်ခုကကျတော့တွမ်တွမ်အတိတ်ပဲနန်တို့မန်တို့အတန်တို့အလိုမျိုးအတိတ်ပဲနော်တွမ်အတန်တို့ကိုတွမ်ကိုအတန်တို့ကိုနောက်ခုလုံးသုံးလို့ရတယ်ပေါ့နော်တွမ်တွမ်ကိုတူမာရာတူမာရာအတိတ်ပဲအတန်တို့ဤတူမာရာအတိတ်ပဲအတန်တို့ဤတဘောပေါ့ပြီနော်နောက်တစ်ခုကကျတော့ဟမ်ဟမ်အတိတ်ပဲကျွန်တော်တို့ကျမတို့ဟာမေဒါမမောက်ဟမ်ကိုဟာမေဟမ်ကိုကျွန်ုပ်တို့ကိုကျမတို့ကို တဘောပေါက်ပြီနော်ဟမာရာဟမာရာအတိတ်ပဲကျွန်ုပ်တို့ဤကျမတို့ဤအဲ့တော့ဒီနန်စာတွေကိုတေချာလေးအောင်လွတ်ချက်ထားမယ်နော်ဆရာကဒီနန်စာတွေကိုအသုံးပြုပြီးတော့ဒီဘက်မှာပမာလေးနည်းနည်းပါးပါးရေးပေးထားတယ်ဒီပမာလေးကိုဖတ်ကြမှာပေါ့နော်ဒူမာရာဘိုင်ကဟားဟဲဒူမာရာဘိုင်ကဟားဟဲဒီဟာလက်ရှိကာလရေးစာကြောင်းဖြစ်တဲ့ကျွန်တော်တို့ lesson 1မှာဖတ်ပြီးသွားပြီအဲဟဲအတိတ်ပဲရှိသည်ဖြစ်သည်ကဟားအတိတ်ပဲပမာလေးဒီဟာမေခွန်စာကြောင်းဒူမာရာဘိုင်မင်းရဲ့အကူ कहाँ है बिमाले लोमा बमा सगा ने टू बेनो तुम्हारा भाई कहाँ है तब बाबी नो नाउ टू खोए चारो उसका बेटा परदेश में है उसका बेटा परदेश में है उसका डे बे तुई बेटा डे बे तागो खोरे उसका बेटा तुई तादी परदेश में है परदेश अडे बे नाइए झा मैं अडे बे अठेमा है अडे बे शिरी फेदी उसका बेटा परदेश में है तू ये तागा नाइए झा माँ फेदे ဘောပေါက်ပြီနော်နောက်တစ်ကြောင်းကကြတော့ဝိုဟမာရေဥစတာဒ်ထေဝိုဟမာရေဥစတာဒ်ထေဒီမှာထေစကားလုံးလာနေတော့ဒီဟာဘေကာလာရဲ့စကားဖြစ်မှာလေလက်ရှိကာလာလာအတိတ်လာအနာကဲလာဒီဟာအတိတ်စာကြောင့်ဖြစ်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ထာထီထေဒီဟာတွေကိုအတိတ်မှာသုံးတာသဘောပေါက်ပြီနော်ဝိုဟမာရေဥစတာဒ်ထေသူဒီကျွန်ုပ်တို့ရဲ့ဆရာဖြစ်ခဲ့တယ်ဝိုအတိတ်ပဲသူဟမာရေအတိတ်ပဲကျွန်တော်တို့ဥစတာဒ်အတိတ်ပဲဆရာထေအတိတ်ပဲဖြစ်ခဲ့တယ် थपा हुई ना लौंगा पमा जगाना है टुरुबे क्या ये तेरी किताब है क्या ये तेरी, तेरी तेरी क्या ये तेरी किताब है क्या अडेक बे बाले ये अडेक बे डी हा तेरी अडेक बे बाले तेरी अडेक बे मैं ने अलुमिया अडेक बे दिमाग को ना जनों लोग फबे दो अभी तेरा तेरी दिमाग वो क्या ये तेरी डी हा दी ने ये किताब है साउला दियाले में कौन सा जाऊं क्या शे माला तो जाऊं हो दिला फिर दिला अलुमियो मैं कौन फिर मावनो जनों लोग दियारे फबे दो अभी वो वो हमारा पड़ोसी नहीं है वो हमारा पड़ोसी नहीं है वो अडेबे ठोतू हमारा अडेबे चनौडोई पड़ोसी अडेबे इंगनी ना जें पड़ोसी अडेबे इंगनी ना जें नहीं है अडेबे महबू मफेबू तो बाबा बिना अन्य सा वो हमारा पड़ोसी नहीं है तू दी चनौडोई इंगनी ना जें महबू नाउट जंगा चारो जायद का घर यंगुन में है जायद का घर यंगुन में है जायद ये एंगा यंगुंग माप से दे दियाल से काला ये साजम से देनो जायद का घर जायद ये एंग यंगुन में यंगुंग मा है फिर लशी काला ये अब से साजम तब अब अभी नो खुद इवे मशीन ले खसर दे गो फम आवनो आज आज अदे बे दीने आज दीने कल कल अदे बे मन्नफ है नमः मनेगा कल अदे बे မနှက်ဖြင့်မနေကနော်နှစ်မျိုးလုံးအတွက်သုံးလို့ရတယ်ကျွန်တော်တို့အရှိမနောက်ကျွန်တော်တို့အရှိမနောက်စကားလုံးတလုံးထေးပေးတယ်ဂူဇက်စတာကလ်ဂူဇက်စတာကလ်အတိတ်ပဲမနေကအိုင်ဒါကလ်အိုင်ဒါကလ်အတိတ်ပဲလာမင်းနေအဲဒါကြောင့်ကလ်အတိတ်ပဲမနှက်ဖြင့်မနေကနှခုလုံးဖြစ်နိုင်တယ်ပါရဆိုပါရဆိုအတိတ်ပဲအဲဒီဟာလေးအခွန်နာလိုမျိုးပေါ့နော်ဒီနေ့ကတမမောတပတ်ခါနှစ်ခုလုံးဖြစ်နေတာပေါ့နော်အိုင်ဒါပါရဆိုအလိုပြောမယ်ဆိုလို့ရှိရင်တပတ်ခါအဲ گزشتہ پرسو سولو ရှင်ရဲ့တနေ့ကအလိုမျိုးအတိတ်ပဲเนาะနောက်တစ်ခုကကြတော့ rat rat အတိတ်ပဲညနောက်တစ်ခုကကြတော့ din din အတိတ်ပဲနေ့နောက်တစ်ခုကကြတော့ mahina mahina အတိတ်ပဲလအခုဒီစကားလုံးတွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့မြန်မြန်လေ့ကျင့်နိုင်ကိုကြိုးစားမှာပေါ့เนาะ Bismillahir Rahmanir Rahim Alhamdulillah ကျွန်တော်တို့အာဘကီရူတို့ရဲ့တန်ခမ်းသာ6ခုဖတ်မှာဖြစ်ပါတယ်ဒီတန်ခမ်းသာမှာကျွန်တော်တို့ပိုင်ဆိုင်ဒီမာရှိဒီဆိုတဲ့စာကြောင်းတွေကိုဘလို့ဆေးရလဲတာနဲ့ပတ်သက်ပြီးဖတ်မှာဖြစ်ပါတယ် အင်္ဂလိပ်ဘာသာစကားအရပြောမယ်ဆိုလို့ရှိရင် have has ရတဲ့ငန်းတာပေါ့နော်ဥပမာပြန်ကျွန်တော်မှာစာအုပ်တုပ်ရှိတယ်သူမှာ clean နဲ့ရောက်ရှိတယ်ဒီလိုမျိုးစကားတွေကိုဘလို့စီလဲအဲ့ဒါနဲ့ပတ်သက်ပြီးဖတ်မှဖြစ်တယ်ဒီတန်ငန်းတာကိုနားလေဖို့အတွက်ကျွန်တော်တို့ lesson 5မှာနန်စာတွေရအမြတ်စာဖတ်ခဲ့တယ်အဲ့အဲ့ဒီနန်စာတွေရအမြတ်စာတွေကိုသိချလဲအလွတ်ကျနိုင်ဖို့အရေးကြီးတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီတန်ငန်းတာမှာနန်စာတွေရနောက်ဆုံးအမြတ်စာကိုအသုံးပြုမှဖြစ်တယ် မေရာမေရေဥစကာဥစကေအေဒီအမျိုးအစားတွေကိုကျွန်တော်တို့ကသုံးပြမှာပေါ့နော်အဲ့ဒါကြောင့်ဆရာကဒီမှာခေါင်းစဉ်အနေနဲ့ K pass R pass ဆိုပြီးရေးထားတယ် K pass ကနေဆရာပြောလို့ရှင်တာကဥစကေ pass တရားကိုပြောရှင်တာ R pass ကနေဆရာပြောရှင်တာကမေရေ pass တရားကိုပြောရှင်တာတေရေ pass ဒီလိုမျိုးပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့နန်စာတွေရဲ့နောက်ဆုံးအမျိုးအစားကိုသုံးမယ်မေရေ pass ဆိုရင်ကျွန်တော်စီမှာရှိတယ်တေရေ pass ဆိုလို့ရှိရင်မဲမှာရှိတယ် ဟမာရီပါဆိုလို့ရှိရင်ကျွန်တော်တို့မှာရှိတဲ့ဥစကေပါဆိုလို့ရှိရင်သူ့မှာရှိတယ်အခုပါရှိတာလေအဲ့ဒါကိုကျွန်တော်တို့နှုတ်ဆုံးမှာထည့်ရင်မယ်သဘောပေါက်ပြီနော်ပမာဖြင့်ကျွန်တော်မှာစာအုပ်တုပ်ရှိတယ်လို့ပြောရင်မေရီပါစ်အေကီတာဖဲကျွန်တော်မှာစာအုပ်တုပ်ရှိတယ်ပမာစကားနဲ့လုံးဝတူတူပဲ नेगेटिव सेंटेंस लोग में सोए हैं है। मेरे पास एक किताब नहीं है चनाव मसाउ टो तो मशीबो अन्य साजम छेवा भी मैं कौन लोग में सोलो चीन ये ले बमा सका टाइम पे वो हमारे साउ बतुमा शीले लोग में ये साउ किताब बतुमा किसके पास शीले है साउ किसके पास किताब किसके पास है तबावागुनो तो अकुसे अगर दिमाग पमारे ये बैठा रेडी पमारे को फजामा बनो मेरे पास एक कंप्यूटर है मेरे पास एक कंप्यूटर है चनोमा कंप्यूटर टलों शीरे मेरे पास अडे भी चनोमा शीरे एक कंप्यूटर कंप्यूटर टलों है शीरे तबावागुनो लोगों बमा सकाने टूरू है अब शेष आज हम शेड्डे नाउ टो जंगा चारो उसके पास दो बच्चे हैं उसके पास दो बच्चे हैं तू माँ खिले नहीं आउ उसके पास अडे भी तू माँ တို့အတိတ်ပဲနှစ်ယောက်ဗကြေးအတိတ်ပဲခလေဟင်းအတိတ်ပဲရှိတယ်ဒီတစ်ခါကျွန်တော်တို့ဟင်းဘာကြောင့်တုံးထားတာဒီမှာတို့ဗကြေးအဲ့ဒါ subject ဖြစ်တယ်ကျွန်တော်တို့ subject အများကြီးဆိုရင်နောက်ဆုံးမှာရှိသည့်ဖြစ်တဲ့အတိတ်ပဲအတွက်ဟင်းတုံးတယ်အဲ့ဒါကြောင့်ဟင်းယူလာတာ उसके पास तू सीमा दो बच्चे खिले नयाक हैं शीरे लोगों बमा सगाने टूरू है ना दिया ले अब शेष आज हम छेड़े नाउ टे जगह चारों गरीबों के पास खाना नहीं है गरीबों के पास खाना नहीं है ်ဆင်းရဲသားတွေမှာစားเสียရမရှိဘူးဂရီဘူးဒီစကားလုံးအများကြီးဖြစ်တဲ့သူရဲ့အနေငယ်ကဂရီဘလာတယ်အတိတ်ပဲဆင်းရဲသားကေပါစအတိတ်ပဲမာရှိသည်ပိုင်ဆိုင်ပြီဂရီဘူးကေပါစဆင်းရဲသားတွေမှာခါနာစားเสียရနေဟိဟဲမရှိဘူးဒီဟာအငဲစားချင်ဖြစ်တယ်နော်အငဲစားချင်ဘလိုစီလေးရတာကျွန်တော်တို့ lesson 1 lesson 2မှာဖတ်ပြီးသွားပြီမာဆိုတဲ့စကားလုံးကိုပမာစကားမှာပေးနေရမှာထေးပြီးသုံးလေဥရူဒူစကားမှာလည်းမဟုတ်ဘူးဆိုတဲ့စကားလုံးကိုအဲ့ဒီနေရာမှာပဲထေးသုံးမျိုးပဲ అవవగ్నిన ఓ మా్యం బమలో భ్యమసలోచుచిన్ సయత డ్వే మా గరీబుకే పాస్ సాజయా ఖానా మషిబు నహీ హై లోమా తురువే నౌ నౌట జాంగా జారో లోగుంకే పాస్ నోకరీ నహీ హై లోగుంకే పాస్ నోకరీ నహీ హై လုံကုန်းဆိုတဲ့စကားလုံးလေးအများကြီးဖြစ်တဲ့လုံကုန်းအတိတ်ပဲလူတွေကေပါစအတိတ်ပဲမာရှိသည်လုံကုန်းကေပါစလူတွေစီမှာနိုကရီအလောက်ကိုင်းနိုကရီအတိတ်ပဲအလောက်ကိုင်းအလောက်ကိုင်းနေဟိဟဲမရှိဘူးလူတွေစီမှာအလောက်ကိုင်းမရှိဘူးဒီအားလည်းအမြဲစာကြောင်းဖြစ်တဲ့ပမာစကားနဲ့တိုင်းကြည့်မယ်ဆိုရင်လည်းအတူတူပဲ کیا تمہارے پاس کچھ ہے کیا تمہارے پاس کچھ ہے ဒီဟာမေခွန်းစာချုပ်ဖြစ်တယ်เนาะဘာကြောင့်မေခွန်းဖြစ်တာဒီမှာ کیا ဆိုတဲ့စကားလုံးလာနေတယ်ကျွန်တော်တို့ဒီဟာရဲ့ lesson 1 lesson 2မှာဖတ်ပြီးသွားပြီ کیا ဆိုတဲ့စကားလုံးကစာချုပ်ရဲ့လုံးဝအရှိမလာရင်ဒါမှမဟုတ်လုံးဝနှုတ်ဆုံးမလာရင်ဟုတ်သလားဖြစ်သလားလို့မျိုးမေခွန်းဖြစ်တယ်အဲ့တော့ဒီမှာ کیا تمہارے پاس ادیب ہے تو မှာရှိပါသလားလို့မျိုးအဓိပ္ပာယ်ဖြစ်မယ်ကုချအဓိပ္ပာယ်အနေငယ် है अदैव शिदी फेदी क्या तुम्हारे पास कुछ है मैं माँ अनेंगे शिवादला टखुखु तो शिवादला लो मैं नहीं रहा तब बाबा बिनो नाउट जंगा जा रहा क्या उसके पास तेरा नंबर है क्या उसके पास तेरा नंबर है रियाले में घोस आ जाऊँ तू सीमा मैं फोन नंबर शिला लो मैं नहीं रहा तब बाबा बिनो उसके पास अदैव तू सीमा तेरा नंबर अधिक भी मैं ये फोन नंबर है शीतिप शीति अशे माँ क्या लारो मैं कौन फिटवारे राजाओं क्या उसके पास तेरा नंबर है तू सीमा मैं ये फोन नंबर शिवादला अल्लु सुनिए चनोरू अल्लाह लोरों ने မာရှိသည်ပိုင်ဆိုင်သည်ဆိုတဲ့စကားတွေလည်းဘလို့ဆရာမလဲတာတီးသွားပြီပေါ့နော်အခုဒီတင်ငင်းသားနဲ့ကျွန်တော်တို့များများ exercise လုပ်နိုင်ဖို့ကြိုးစားမှာပေါ့နော်ဥပမာပြင်သူ့မှာပတ်စံမရှိဘူးကျွန်တော်တို့မှာအိမ်နှလုံးရှိတယ်သူ့မှာဆိုင်ရှိတယ်ကျွန်တော်တို့မှာကားရှိတယ်ဒီလိုမျိုးစာချုပ်တွေအများကြီးလုပ်နိုင်ဖို့အဖြေစာချုပ်အငင်းစာချုပ်လုပ်နိုင်ဖို့ကြိုးစားရမှာပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကြိုးစားပြီး exercise လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခဏနဲ့ဒီတင်ငင်းသားနဲ့ကြွညင်သွားမှာပေါ့နော် inshallah အဲ့တော့ကျွန်တော်တို့နောက်တစ်ခု recording မှာ subject ဖတ်ကြတာပေါ့နော်